အခုတခါမှလည်းတရုတ်ဆောင်ထူးရဲ့မကွယ်လွန်ခင်အချိန်ကတရုတ်ဆောင်ထူးဟာသူကိုင်းစစ်တပ်ဖြစ်တဲ့ညမှာ သူကောင်မလေးနဲ့အတူပြန်လာကြောင်းသိရပါဗျ။ဒါပေမဲ့ကိုင်းစစ်တပ်ဖြစ်ပွားပြီးတေဆုံးနေတာကတော့ထူးဖြစ်ကြောင်းကောင်မလေးကတော့ဘဲရောက်သွားလဲဆိုပြီးတော့မင်းနေကြတဲ့သူတွေလည်းရှိပါတယ်။သူက သူတေဆုံးတဲ့အချိန်မှာဘေးကနှစ်ယောက်လည်းပတ်လာတယ်လို့လူများကတော့ပြောဆိုနေကြပါဗျ။ ကားပေါ်မှာစကားတွေအများကြီးပြောလာတော့မိဘနဲ့ထုတ်ရှာတွေလည်းရှိနေခဲ့ပါတယ်။တချို့တော့စဉ်းစားတတ်တဲ့သူတွေကတော့တရုတ်ဆောင်တူဟာကားမောင်ရာကနေမူမူယူယူနဲ့ပြန်လာတာဖြစ်တဲ့အတွက်လမ်းမပေါ်မှာစစ်ကောင်စီရဲ့စစ်သားတွေကစစ်ဆင်မှုတွေလုပ်တဲ့အခါမှာ ပေါ်တာဆွဲခတ်ရမှာဆိုတဲ့အတွက်အရေးတကြီးကားကိုအပြင်းထန်မောင်းနှင်ပြီးတော့ထွက်ပြေးလာကြောင်းဟိုလိုဒီလိုတွေအဖြစ်ပြောဆိုလာကြပါတယ်။တချို့ကတော့သူ့ကောင်မလေးကိုပြောကြပြန်ပါတယ်။သူ့ကောင်မလေးကအဲ့ဒီညမှာသူ့စော်ကိုမတွဲချင်တော့လို့တမိန်တက်လိုက်တာလို့ online ပေါ်မှာတော်တော်လေးကိုကြရထားနေခဲ့ပါတယ်။သူတို့ရဲ့မိသားစုကိုယ်တိုင်ကအင်္ဂါဘဝနဲ့ပဲနေထိုင်နေရတာနေထိုင်နေရတာလည်းဖြစ်ပါတယ်။ခုတည်းကလည်းအင်္ဂါဘဝနဲ့ပါဒါကြောင့်မလို့သူဟာ ဒီကားလေးကိုပဲသူ့ရဲ့အမှုပညာဝင်ဝင်နဲ့ကြိုကြိုစားစားစုပြီးတော့ဝယ်ခဲ့တာလည်းဖြစ်ပါတယ်။ကားဝယ်ပြီးလာပိုင်းမဲ့ရှိပါသေးတယ်။တရုတ်ဆောင်သူကတော့ကားမောက်ပြီးတော့အဖြစ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီညမှာတော့ကားမောက်တဲ့နေရာမှာကားမလေးနဲ့အတူပြန်လာတဲ့အတွက်ဘလို့ဖြစ်ပြီးတော့အခုလိုမျိုးကားမလေးကြတော့ဘာမှမဖြစ်ပဲသူကတော့တိတ်ဆုံးသွားတဲ့အထိဖြစ်ရမလဲဆိုပြီးမိကုန်းတွေ ထုတ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့နန်းနန်းတို့မိသားစုရဲ့လက်ရှိခြေအနေကိုပြောပြလာတဲ့သူရဲ့ညီမဖူဖူညီမရုပ်ရှင်လောကမှာဝါရီမင်းသားတယောက်ဖြစ်တဲ့မော်ရယ်ဘွားကနေတရုတ်ဆောင်ဘွားကိုဝင်ရောက်လာပြီးတော့အရက်အမောင်ရုပ်ရည်ခန္ဓာကိုအချိုးစားကအစားအပြစ်ပြောစရာမရှိတော့အောင်ပြည်ပြည်ဆိုရင်းသားမကတရုတ်ဆောင်ဘွားမှလည်းထူးချွန်သူလည်းဖြစ်ပါတယ်နိုင်ငံတကာမင်းသားတွေနဲ့အဆအဆရရရှင်နိုင်တဲ့နန်းနိုင်ကတော့ သူခေတုခါမှာဘယ်သူမှမမိအောင်လို့အောင်မြင်ကြောကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။နနိုင်ကတော့ရုပ်ရှင်စကားကြီးတွေနဲ့လည်းအကယ်ဒမီစုတွေလွှဲချော်သွားခဲ့ပြီးနောက်ပိုင်းမှာတော့အနုပညာလုပ်တွေကိုအနှဲငယ်အလံဝေးသွားခဲ့ပါတယ်။၂၀23ခုနှစ်မှာယုံတိန်ပြသခဲ့တဲ့ချုပ်ထမြောက်သွေးချောမြင့်ဆိုတဲ့ရုပ်ရှင်စကားကြီးမှာလည်းနနိုင်ကတော့အကယ်ဒမီစုနဲ့လွှဲချော်သွားခဲ့ပြန်ပါတယ်။နနိုင်ကတော့တရုတ်ဆောင်ကောင်းမင်းမဲ့လည်းအကယ်ဒမီနဲ့ပတ်သက်လာရင်တော့ကန့်ခေသူလည်းဖြစ်ပါတယ်။ ိုက်သက်တွေကတော့နာနိုင်ကိုအကယ်ဒမီရစီချင်မိမဲ့လေနာနိုင်ကတော့စကားတွေမရိုက်တော့တာကြောင့်နှစ်တော်ကြာနေပြီဖြစ်တာကြောင့်မိသားစုတွေနဲ့တူအမေရိကန်မှာပဲနေထိုင်နေတာလည်းဖြစ်ပါတယ်နာနိုင်ကတော့2008ခုနှစ်မှာမဆန်နေချိုးနဲ့လက်ထပ်ခဲ့ပြီးနောက်တာသမီလေးယောက်ကို မွေးဖွားခဲ့ပါတယ်နာနိုင်ကတော့နိုင်ငံသားမှနေထိုင်ပေမဲ့လည်းနာနိုင်ရဲ့ညီမဖြစ်သူဖူဖူကတော့မြန်မာနိုင်ငံမှာပဲနေထိုင်နေပါတယ်ဖူဖူကလည်းတချိန်ကနာနိုင်ရဲ့ဇကားတွေမှာအတူတူပါဝင်သရုပ်ဆောင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်လက်ထပ်ပြီးတဲ့ကနိုင်ငံသားမှပဲလုံလုံနေတဲ့နာနိုင် ိုင်တို့မိသားစုကအယံကိုအေချမ်းတာကြောင့်ဖူဖူကတော့သဘောကျနေတာလည်းဖြစ်ပါတယ်။နန်းနိုင်ရဲ့တမီးကြီးကအသက်15နှစ်ရှိပြီဖြစ်ပြီးလိမ္မာရေးကြရှိတာကြောင့်နန်းနိုင်တို့တို့ကတော့စိတ်ချမ်းသာနေရတာလည်းဖြစ်ပါတယ်။ဖူဖူကလည်းမိသားစုတွေရှိကြတဲ့အမေရိကန်နိုင်ငံကိုဒီနှစ်အတွင်းမှာတွားရောက်ဖို့ရှိတယ်လို့ပြောပြလာခဲ့ပါတယ်။သရုပ်ဆောင်မင်းသားလုတ်ခေစင်မှာလည်းအမြင်ကဲ့သို့အမေရိကန်မှာနေထိုင်ပြီးတာမန်ဘဝကိုဖြစ်တဲ့အချိန်မှာလည်းပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားသူပါ။နိုင်နိုင်ရဲ့တာသမီတွေအကုန်လုံးကလည်းလိမ်မာပြီးတော့တည်တက်ကြတဲ့အဖြစ် စာရီလဲစူးစမ်းတာကြောင့်ဖူဖူကတော့တူရီတူမတွေအတွက်လဲမလကုံယူမဆုံးဖြစ်နေကြောင်းကို ပြောပြလာခဲ့ပါတယ်။လမ်းနိုင်နဲ့ညကိုဝင်းခွက်တော်တဲ့အမတူရီဖိုမှမင်းသားအောင်မင်းခန့်ကလည်းလက်ထပ်ပြီးနောက်ပိုင်းမှာအမေရိကန်မှာပဲနေထိုင်တော့ပါတယ်။